ဘေးထက်အောင်လို့မင်းမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လေးကြိုဆိုလိုက်ပါရှင်မန္တလေးဦးပိုးထောင်ရဲ့ငလင်ကြောင့်တည်ဆုံတူ၁၂ဦးထိရှိမှပြီးစကောက်စီကတရင်ထန်ချိန်ထားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်မန္တလေးတိုင်းမန္တလေးမြို့ရှိဦးပိုးချင်းထောင်ရဲ့ပြည်ခတ်ကြီးမဆလ28ရက်နေ့ကလောက်ခတ်ကတဲ့အင်အားပြင်းငလင်ကြောင့်တည်ဆုံကြောင်းအတိပြုတ်နိုင်တဲ့တူ၄ဦးရှိခဲ့ပြီးအတိမပြုတ်နိုင်တူ၈ဦးထိရှိနေကြောင်းသိရှိရပါတယ်တည်ဆုံကြောင်းအတိပြုတ်နိုင်တူ၄ဦးရှိတော့လည်းပဲအကျဉ်းနဲ့အကျဉ်းထောင်ဝန်ထမ်းခွဲခြားနိုင်ခြင်းမရှိသေးပဲတခြားတည်ဆုံတီးဟူကြားသိထားရသူ၈ဦးလည်း ည်းထပ်မံရှိနေတော့ကြောင်းစစ်ကောင်စီဘက်ကတရင်ဖုတ်ဖိထားတဲ့အတွက်ခက်ခဲမှုများရှိနေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် BBMN ထံမှသိရှိရပါတယ်။ဒီအခြေအနေတွေကိုအချင်းဥစစ်ဌာနကမန္တလေးဥပိုအချင်းထောင်နဲ့စစ်တပ်ကရောတရားဝင်ထုတ်ပြန်ရမှာဖြစ်ပါရယ်မထုတ်ပြန်တဲ့အတွက်ပြောရတဲ့အချက်အလက်တွေကအင်မတန်အခက်အခဲကြုံရပါတယ်တေဆုံမှုအရေအတွက်အ ਨੇ ဆုံ၄ဦးရှိတယ်ဆိုပေမဲ့ဒါဟာအ ਨੇ ဆုံအရေအတွက်ဖြစ်ပါရယ်မြေပြင်မှာဒီထက်ပိုများနိုင်တဲ့အခြေအနေလည်းရှိပါတယ်ဟု PPM မှာအမမကိုတာဝန်ရှိသူကိုတိုက်ထွန်းတော့ပြောဆိုထားဖြစ်ပါတယ်

မနေ့လောက်ခိုင်စင်မှာဥပိုထောင်တွင်မှာရှိတဲ့အမျိုးသားဆောင်အလုံးယူပြိုချခဲ့ရအမျိုးသားသူတင်ဆောင်ကတူပြင်းထန်ထန်ရရှိခဲ့ပြီးအမျိုးသမီးအဆောင်တက်အဆောင်နဲ့ပြိုချခြင်းကြောင့်အ ਨੇ ဆုံးတို့တင်ဆောင်ခဲ့ကဆယ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရှိရပါတယ်။မနေ့လည်းကြောင်းထောက်တွင်ထိခိုက်တင်ဆောင်မှုများဖြစ်ပေါ်ခဲ့တော်လည်းပဲစစ်ကောင်စီကပွင့်လင်းစွာတရင်ထုတ်ပြန်ခြင်းမပြုတဲ့အပြင်တင်ဆောင်သူမိသားစုဝင်များနဲ့အကျဉ်းသားများမိသားစုဝင်များကိုအကြောင်းကြားခြင်းတစုံတရာနဲ့မရှိတဲ့အတွေ့အမိသားစုဝင်များအနေဖြင့်လည်းစိုးရိမ်မှုများဖြစ်ပေါ်နေကြောင်းသိရှိရပါတယ်။စကားမျိုးအနည်းလောက် က်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်ယမန်နေ့မတ်လ31ရက်နေ့အထိတေဆုံးသူပေါင်း2056ဦးအထိရှိခဲ့ပြီး3900ကျော်ထိခိုက်ပျက်စီးခဲ့ကြောင်းစစ်ကောင်စီရထုတ်ပြန်ချက်အရသိရှိရပါတယ်။